gila pak Minggu lapa, minggu စနာမှုတွေဖွေရှာရင်ဝေစာနာမှုတွေနေရမယ်နေအချင်းစိုးတွေမရင်မှုမှရင်လို့မမနာတွေပြန်ဆိုင်ရင်နေရန်သူများလို့ခံယူလို့နေဒီတန်ချက်တွေဖြစ်စီနေဆလော ကပာမြေဖြာဟောကေမီပါဖြာနေပြီလေကပာကြီးဖြာနေပြီနော်တကယ်မှန်တယ်ဗျာတကယ်မှန်တယ်နော်ဒီချင်းလေးကိုဆရာညီညီသွေနော်ကိုညီသွေကျွန်တော်ရမလားချစ်ရတဲ့ညီကိုကြီးရေးပေးထားတဲ့ချင်းလေးဖြစ်တယ်ဒီညီကလည်းကိုညီကိုလည်းနော်အော်နာလုပ်ပါတယ်ဘုရားပါ၍ကောင်းကြီးပေးပါစေကိုညီသွေနဲ့မိသားစုနော်ဒီညီကလည်း စွတောင်းကောင်းကြီးပေးပါတယ်လို့ဒီနေ့ဘုရားသခင်ကဘာပြောလဲနှစ်တိလေးနှစ်မှာနှစ်တိ sorry နှစ်တိနှစ်လေးအဲ့လည်းအများကြီးပြောပြဖြစ်တယ်နှစ်တိနှစ်လေးမှာအချိန်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေနှုတ်ဘတ်တရားတော်ဟောပြောတော့မနေ့ကဆရာတချမ်းဟောပြီးပြီနောက်မနေ့ပိုင်းပေါ့နော်အခုညနေပိုင်းနော်ညနေဆိုတော့ဟိုအာရှဘက်ကမနေ့ဖြစ်ပြီပေါ့နော်မနေ့တော့ကအာရှဘက်ကတော့နန်းနဲ့နန်းနဲ့မျိုးစေ့ပေါ့နော်လာပြီဆိုတော့ဘာပြောလဲအချိန်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေဘာလို့ပြောကလည်းနှုတ်ကပတ်တော်နှုတ်ကပတ်တော်ဂျာတာပဲပြောမှာဘာလို့အခုမှအမကျွန်တော်အခုရေးလဲမှာသဘောပေါက်ပြီနှစ်ပေါင်း40ကျော်လောက်ခုနကမှအဆွေတင်မှာရှိတဲ့ညီကိုတယောက်ကကွန်မန့်ရေးထားတယ်နော်နှစ်ပေါင်း40လောက်ဘာသာရေးထဲမှာနော်ဝင်ပြီးတော့ဘဝသေသွားတာဘာဘာသာရေးဆိုတာတတိထားဆရာတို့တိုက်ခိုက်တာမဟုတ်ဘာသာရေးထဲမှာနေဘဝသေတယ်အဲ့ဒါကိုအဖြစ်မခံစေချင်လို့အမောင်းခံပြီးပြောတာ ဘာသာရေးသမားတော့ကြိုက်မှာမဟုတ်ဒါပေမဲ့ကျွန်တော်ကဝိညာဉ်တွေကိုချစ်လို့မိတ်ဆွေဝိညာဉ်ဆိုတာအခုလူဘဝဆိုတာဒီတစ်ခါပဲရတယ်ဆရာတော်ပြောတယ်ကြိုက်မရအောင်အခုဒါမမောင်ငယ်လေးနော်အမြန်လေးဆွဲမယ်ဆိုတော့လူဘဝဆိုတာဒီတစ်ခါပဲရဒီတစ်ချိန်ပဲနောက်ဘဝရှိတယ်နောက်ဘဝကဒီလိုမဟုတ်တော့ဘူးဒီလိုမဟုတ်တော့ဘူးနော်ဝိညာဉ်နိုင်ငံဝိညာဉ်နယ်ပယ်မှာဟလာဥဆောင်မဲ့ဘယင်ကိုယ်တိုင်း အရှင်သခင်ကိုယ်တိုင်ကမတူတော့ဘူးအခုဒီလူလောကမှာကလူလူပြည်မှာလာနေတဲ့ဒီလူလောကရဲ့လူဘဝရဲ့ဟလာဟိုဟာအသက်ရှင်ခြင်းကမတူဘူးဒါကြောင့်အခုလူပြည့်တဲ့ချိန်လေးမှာလူဘဝလေးကိုခံစားနေချင်တာဖရားဖရားကလည်းလူဘဝကိုလူကိုဖန်ဆင်းတာဖရားဗျာဖရားက तू ဖန်ဆင်းတာတွေကလူကို तू ကကောင်းချိုးအတွက် तू ဖန်ဆင်းတာလားကောင်းဖို့အတွက်ထင်ပြီပဲ right ဒါပေမဲ့လူကဖယားစကားနဲ့ဘုသူစကားနာစာတန်စကားသွားနာတော့တယ်စာတန်စကားနာတော့တယ်ဘာဖြစ်သွားလဲစာတန်သားဖြစ်သွားတယ်မာနရဲ့သားအဲ့တော့ဘာဖြစ်လဲမာနကပြောတာတွေပဲနာနာတော့တယ်ဖယားပြောတာနားမတော်နားမတော်တော့ဘာဖြစ်သွားလဲနာခံခြင်းမရှိတော့အချိန်ဝင်သွားတယ်ဟုတ်လားအမင်္ဂလာဖြစ်သွားတာအဲ့တော့ခုနဖယားရဲ့ရွေချက်ကကောင်းကျိုးတွေပဲလူသားကိုသူဖန်ဆင်းတဲ့လူသားကိုသူပေးခြင်းတဲ့ကောင်းကျိုးတွေကိုပြက်သွားတယ် တော့ဖခင်ဂယုနာတက်ပြီးတော့အမြန်ပြန်လာကြဲတယ်။လွန်ခဲ့တဲ့နှစ်နှစ်ထောင်ကျော်ယေရှုကိုလူစားတိပြီးခံယူပြီးတော့လူသားအလုံးပြန်ခဲ့တာ။အဲ့ဒီလူရဲ့လူဘဝရဲ့ကောင်းကျိုးလေးကိုပြန်ခံစားစေခြင်းလို့ရှင်းတယ်လို့ဆရာပြောတာ။ဖခင်လူကိုဖန်ဆင်းထားတဲ့ရည်ရွယ်ချက်သူ့မှာကြီးမားတဲ့နည်းနည်းတဲ့ရည်ရွယ်ချက်ရှိတယ်။အပြည့်အပြည့်ရှောက်လို့နေရမဟုတ်ဘူး။စိတ်ကူးပေါလို့ရှောက်လို့တာမဟုတ်ဘူး။သူ့မှာမဟာရည်ရွယ်ချက်ကြီးရှိတယ်။ဒါပေမဲ့အကုန်ပြည့်စည်သွားတယ် ါပေမဲ့လေသူကဝိညာဉ်တွေကိုအဆုံးမခံခြင်းအဲ့တော့ထာဝရဆုံးကပြန်လာဆင်းခဲ့တယ်ကဲပြီးတော့လေတက်တန်းတစ်ခုတတ်မှတ်တယ်နှစ်ပေါင်း120တဲ့အရင်တော့ lifetime ဖယားစကားကိုမဆန့်ကျင်တော့ lifetime lifetime ဆိုတော့ထာဝရထာဝရဘုရားကပြုလုပ်တော်အရာအလုံးဒီထာဝရအတွက်ပဲဖြစ်တယ်လူသောဘာစင်တိုင်းထာဝရအတွက်ပဲအကုန်ထာဝရအတွက်ပဲဒါပေမဲ့ အမင်္ဂလာဖျားစကားကိုနောက်တောင်မဲ့အချိန်ဝင်သွားတော့အဲ့ဒီထာဝရတွေအကုန်လုံးပြတ်သုံးသွားတယ်ဒါပေမဲ့ဖျားကဘာဖြစ်လဲလူသားကိုပြန်ကယူလာဖြစ်ပြီးတော့သူ့ရဲ့ဖန်ဆင်းထားတဲ့လူသားကိုအနှစ်ပေါင်း120ပြတ်သတ်မှာဖြစ်တယ်အာဒံကဖျားစကားကိုနားမထောင်လို့တရက်မပြေတော့ဘူးဖျားသခင်ရှေ့မှာဖျားရဲ့နှစ်ပေါင်းနှစ်တရက်ပါလဲ sorry ဖျားရဲ့တရက်ကားတဲ့ ဖယားရဲ့တရက်ကနှစ်ပေါင်းဘယ်လောက်လဲတစ်ထောင်လေဖယားရဲ့တရက်ကနှစ်ပေါင်းတစ်ထောင်အာဒံပထမဆုံးဖန်ဆင်းတဲ့လူသားဖယားကိုစက်ကျင်တဲ့ခါမှာဘာဖြစ်သွားလဲအပြစ်ဝင်တယ်အပြစ်အခါဖေခြင်းဘယ်လောက်ဖြစ်သွားလဲ930ဒီပဲသက်ရှင်ရတယ်တရက်မပြေပါဘူးဒါပေမဲ့ဖယားကဂိယုနာတက်တယ်နောက် generation နေဦးကျွန်တော်တို့ဒီ decade ဒီပေါ့ 120ပြန်ပေးတယ်အဲ့120က120လုံးမရှင်ရတော့ဘူးတဖြည်းဖြည်းနဲ့ဒီအမင်္ဂလာကအချိန်ဝင်တဲ့ကဘာကြီးကပျက်စီးလာလာယာဒီဦးတို့တွေဖောက်ပြန်တယ်အကုန်ဖောက်ပြန်တာအစားတောက်တွေအကုန်လုံးအစိတ်တောက်တွေပါကုန်ပြီအဲ့လူတွေတက်တန်းကမရှင်တော့ဘူး120အောင်မမတွေ့ရတော့ဘူးကျွန်တော်တို့ဒီဘက် generation ဆို120လည်းမရှိတော့ဘူးเนาะ120ဆိုတော့ကျွန်တော်တို့ရဲ့အဖွားတွေအမေကြီးတွေဦးလေးကြီးတွေ ဖိုးဖိုးကြီးတွေ level တော့ပဲအခုတော့ပဲတော့ကျွန်တော်ကြည့်နေကျွန်တော်တို့ဗမာပြည်သားအသည့်ထဲမှာတရားထီးတော့မသွားတော့ဘူးတရားထီးသွားရင်လည်းကျေးဇူးတော့ရှိတော့ရှိပါလေကျွန်တော်မသိရလည်းဖြစ်မယ်ခမတားနေတယ်ဟုတ်လားဆိုတော့ကျွန်တော်တို့အဖိုးအဖွားအရွယ်တွေဦးလေးတွေလားအတော်ကြီးတွေအရွယ်တော်မှအမေဖေအရွယ်တော်မှတရားလောက်တက်ဖို့မနေတက်နေရဆိုတော့ ကျွန်တော်တို့လို generation ကဘယ်လိုလုပ်တရားတက်တော့မလဲတင်လောက်ခရင်ဆိုးရုပ်ပြီးတော့အစားတောက်တွေအစိတ်တွေပါတယ်တယောက်နဲ့တယောက်မုန်းတီးခြင်းတွေအစိတ်တယောက်တယောက်တယောက်ချိန်ဆနေကြတယ်ဘယ်လိုလုပ်သက်ကရှင်တော့မလဲကြည့်ဒါပေမဲ့ဘုရားကဖန်ဆင်းတော့ဟာ lifetime ထောက်ရကောင်းချိုးအတွက် right ဒါပေမဲ့လူကအဲ့ဒါကိုနားမလဲတော့ဘာဖြစ်သွားလဲဘုရားကြံစီဖျက်ပလိုက်တယ် okay အဲ့တော့ဘုရားကယူတော်စေပြန်ကယ်တယ်ပြန်ကယ်ပြီးတော့အသက်ရှင်တဲ့120အတွင်းမှာသူ့ရဲ့ကောင်းချိုးခံစားနေရတယ် ဒါမဲ့ပြဿနာကလူကဘာသာရေးနဲ့ဝိညာဉ်ရေးကိုနားမလည်ဘူးပိုက်ချတော့စာတန်ကဘလောက်တိနောက်ဆက်လဲဆိုစဖန်ဆင်းတော့လည်းနောက်ဆက်တယ်အခုဖန်ဆင်းပြီးဖယားက ပြန်ပြီးတော့သူဖန်ဆင်းတဲ့လူသားလေးကိုနေရတဲ့တတန်120တဲမှာကောင်းကျိုးတွေကိုပြန်လုပ်တာစာတန်ကလိုက်ပြီးဖျက်ဆီးတယ်ဘာနဲ့ဖျက်ဆီးလဲတွေ့လားဘာသာရေးနဲ့ဝိညာဉ်ရေးကိုလုံးလိုက်တယ်အဲ့ဒါသွားတာပဲအဲ့ဒါသေးတာ ။ဒါကြောင့်ကျွန်တော်ဘာသာရင်းနဲ့ဝိညာဉ်ရောက်ပိုင်ပိုင်ခြားခြားခွဲပြတာ။ဘာသာရေးကဘုရားမချိုက်ဘူး။ခဏခဏပြောရဲကျွန်တော်။ဒါကြောင့်ထွဲ။ဘာလို့လဲ။အသက်ရှင်ရတဲ့ခဏလေးဘာလို့လဲလူသက်တမ်းတရားတော်ဝင်နေမနေရဘူး။ခင်ဗျားပြဿနာပေါင်းသွားပြဿနာအမှုအမှုအမှုကတရားမကောက်ဘူး။အဲ့တော့အသက်ရှင်ရတဲ့ခဏလေးမှာလူလိုလေးမနေချင်ဘူးလား။အဲကျွန်တော်ပြောတာလူလိုနေချင်တာဟုတ်ကျွန်တော်လည်းနေချင်တယ်။ကျွန်တော်ကျွန်တော်နေရတဲ့လူလိုကို လူတိုင်းကိုလည်းကျွန်တော်နေစေခြင်းနဲ့ဒါကြောင့်ကျွန်တော်မောကံပြီးပြောတာဟာအဲ့တော့ထွန်းတော့ငါတို့ကအခုလူလိုမနေရလို့လားဟုတ်ကျွန်တော်ပြောချင်တာခဏလေးလူလိုမနေရလို့လားဆိုတော့အခုဖယားရဲ့နိုင်ငံထဲမှာဖယားရဲ့ဝิญဉ်ရမ်ထဲကိုမရောက်ရင်သူများလိုမနေရဘူးအခုကဲဥပမာကျွန်တော်ပြောပြမယ်မိချစ်အာတန်ကိုဖယားဖန်ဆင်းပြီးတော့လူအာတန်ကိုဖန်ဆင်းပြီးတော့ဖယားဘာလုပ်လဲအဲ့ဒီလူသားအာတန်ပေါ်မှာဖယားသခင်က authority power အစိုးရညာအလုံးလူသားကိုပေးတာအခုအဟိတ်စိတ်တိရစ္ဆာန်တွေတိရစ္ဆာန်တွေအားလုံးကိုနာမည်ပေးတာအားရဖျက်ပေးတာမဟုတ်ဘူးကြည်စမ်းအခုပါကြားတို့ကြောင်တို့အစင်တို့ပြင်းတို့ခွင်းတို့ခွေးတို့အဲ့ဒါကြားတာပေးတာဒါတော့ကျွန်တော်ဘာမှနာမည်ပေါ့နော်ဆိုဖျက်ကပြီးတော့မပြီးသေးဘူးနာမည်ပေးဦးတယ်ပေါ့အဲ့ဒီတိရစ္ဆာန်အားလုံးကိုအစိုးရခွင့်ပေးတာညီကြီးကိုလည်းအစိုးရခွင့်ပေးတာ လူသားကိုပေးတာဘုရားကမအောင်ဆိုးဘူးသူပန်းစင်းတဲ့လူသားကိုအဲ့ဒီအောင်ဆိုးခြင်းအာဏာကိုပေးတာဒါပေမဲ့လူကအဲ့ဒီ agency ကိုမသိတော့တန်ဖိုးရှိတော်မျိုးလဲအောက်ရပါကျွန်တော်ခုပြောနေတယ်မစင်ရပါတခဏလေးရမယ်အသီးကိုသွတ်စားတယ်တခဏလေးဟာကိုသွတ်စားတယ်တခဏရမယ်အစာကိုလူကသိကြတယ်အဲ့ဒါဟိုခရရအခုလဲအတူတူပဲတခဏလေးရမယ်အဲ့ဒီကျေဝချင်းလေးပါဘလဘလတာဒီမစင်ရနောက်လိုက်တယ် လူတယောက်ကတ်တိုးဆွဲတာကျွန်တော်တွေ့ဘူးလေအားလုံးလည်းတွေ့ဘူးမှာပါဟောဆိုကတ်တိုးမပါပကြီးဆွဲထားတာအရင်အိပ်ပဲရှိတယ်ငမားချိတ်လေငမားချိတ်ကိုငမားချိတ်မှာဘာချိတ်ထားသလားအမေရိကန်ဒေါ်လာချိတ်ထားဟာအရမိုက်တယ်အဲ့ပုံလေးတွေ့ဘူးလားငမားချိတ်ကိုအမေရိကန်ဒေါ်လာကိုချိတ်ထားတယ်ငမားချိတ်မှာအဲ့တော့ဒေါ်လာလိုချင်ပါလို့အောင်လဲအဲ့ချိတ်လေချိတ်ပါအမခွက်ကနေမိတာ မြင်လောင်းနေအာအဲ့ဒီပုံကအရင်အိပဲရှိတယ်ဘာမှမရေတာဘူးအဲ့ဒီပုံလေးပဲဆွဲထားတာပွဲသိမ်းကြည့်ဖို့မှာပါတချို့နေနော်တွေ့မှာပါဒီ online နေမှာ American dollar ရာဒန်ကို မမြားချိတ်ချင်းနဲ့ချိတ်ထားတာအတိတ်ပြရပါလေအေးလူတွေငွေလိုချင်တော့မဖြစ်သွားလဲချိတ်စာချိတ်စာမိတော့လူကဘာဖြစ်လဲငွေပဲတွေ့တာအဲ့ငွေထဲထဲမှာချိတ်ထားတဲ့ချိတ်ကိုမတွေ့ဘူး အဲကြောင့်မို့အာဒံကိုဖယားက authority power ပေးတယ်အုပ်ဆိုးခြင်းဒါပေမဲ့ဖယားစကားကိုနားမထောင်မင်းနဲ့နှစ်ပြားတစ်ပဲတန်ရအောင်ရွေးလိုက်တဲ့ခါမှာဘာဖြစ်သွားလဲအုပ်ဆိုးခြင်းအာနာအလုံးအာနာစက်အကုန်ပျောက်သွားတယ်အခုခရစ်တော်အပြင်အာနာစက်ကိုပြန်ပေးတယ်ကျွန်တော်တို့ဒါကြောင့်ကိုကဖယားကိုလိုက်တတ်ဖို့လိုလဲဆိုကိုကဖယ်နေရာမှာရှိတယ်တကယ်ကျွန်တော်ပြောတာလူလိုမနေရအောင်လားဆိုတော့ဒါကြောင့်မို့အခုဘုရားသခင်24နာရီတင်းကိုပေးတယ်လူသားတိုင်း24နာရီပိုင်တယ်ဆရာပြောတာဘယ်သူပဲဖြစ်ဖြစ် ဟိုခရီးရမှာမဟုတ်လူတိုင်းတရက်ကုန်24နာရီပိုက်တယ်တရက်ဆို24နာရီတက်မှတ်တယ် right 24နာရီတရက်တရက်ဆို24 hours အဲ့ဒါဗုဒ္ဓဘာသာလည်းပိုင်တယ်မွတ်စလင်လည်းပိုင်တယ်ဟိန္ဒူလည်းပိုင်တယ်ခရီးရလည်းပိုင်တယ်ဖယားမယုံတဲ့ကောင်လည်းပိုင်တယ်ယုံတဲ့ကောင်လည်းပိုင်တယ်ပြောချင်လို့ပြောလူတိုင်းအားလုံးကတရက်ကုန်24နာရီပိုင်တယ်အဲ့တော့ကျွန်တော်တို့မေးမယ်လူလိုနေရတယ်မနေရဆိုတော့ကျွန်တော်ပြောပြပြမယ်အဲ့ဒီအချိန်ကတင်းကိုအုပ်ဆုံးနေလား ။တင်ကအချိန်ကိုအိုးဆိုးရတာ။အိုးဆိုးနေတာ။အဲ့ဒါအဖြေပဲ။ဒီတဲ့မရှင်သေးရင်ထပ်ပြထပ်ပြောမယ်။ငွေကတင်ကိုအိုးဆိုးနေလား။တင်ကငွေကိုအိုးဆိုးလားအခု။အခုဒီနေ့ဒီနေ့အခုချိန်စဉ်းစားအခုကျွန်တော်ပြောနေအောင်နားတော့။အိုးဆိုးခြင်းအာနာဖျားပေးပြီးသားတော့သူဖန်ဆင်းတဲ့လူသားကိုအေးခရီးရတော့မပြောဘူး။ဖန်ဆင်းတဲ့လူသားဘဲပါတော်ဝင်မဖြစ်ဖြစ် အောင်ဆိုးခြင်းအာနာကိုဖန်ဆင်းခြင်းဘုရားပေးပြီးသားအခုအချိန်ကိုသင်ပိုင်လားအချိန်ကသင်ကိုပိုင်လားငွေကိုသင်ကပိုင်လားငွေကသင်ကိုပိုင်လားငွေကသင်တော့လိုက်နေရလားသင်ကငွေတော့လိုက်နေရလားလူဘဝဆိုအဲ့မှာအဲ့မှာအဖြစ်ပေါ်တယ်အများကြီးမပြောအချိန်လည်းမရှိဘူးပေါင်းတော့မယ်ရတဲ့အချိန်လေးချစ်လို့ဝိညာဉ်တွေကိုချစ်တယ်အမျိုးတွေကိုချစ်တယ်120မနေရတဲ့ဘဝလေးမှာဒုက္ခတွေများတယ် ဘဝနာရတာတိတ်ညာတယ်ဗမာပြည်သားတွေကျွန်တော်လဲရင်ဘက်တွေနာရတာမနေတော့တကယ်ပြောတာအာနာတယ်ဗျာကျွန်တော်ဘဝအယံနာအယံနာတယ်အယံနာတယ်လူဘဝကိုမသိတော့စိတ်နှမျောတယ်ကျွန်တော်ဒါကြောင့်ကျွန်တော်စေတနာနဲ့အသက်ရှင်တဲ့ခဏလေးမှာတကယ်ဖျားပေးတဲ့ဘဝလေးကိုဒီ120တဲ့မှာခံစားစေချင်တာဗျာကျွန်တော်အဲ့တော့အဲ့ဒါကိုခံစားချင်ဘာသာကြီးကထွက် ဘာသာရေးသေးတယ်ဝိညာဉ်ရေးရှင်တယ်ဒါပဲရှင်းရှင်းလေးဘာသာတရားဆိုတာနောက်ဆုံးပဲသွားလဲတေချင်းဝိညာဉ်ရေးဘာဖြစ်လဲဝိညာဉ်ဝိညာဉ်ဝိညာဉ်ရေးနောက်ဆုံးပါရှင်ချင်းတေချင်းနဲ့ရှင်ချင်းအဲ့ဒါပိုက်ခြားတတ်ဖို့လိုတယ်အဲ့ဘာသာတရားတွေကထွက်အသက်ရှင်သောညာဝိညာဉ်ဘုရားကိုရအောင်လုပ်ခရစ်တော်ကိုရရင်ခရစ်တော်ခရစ်တော်ရဲ့ဝိညာဉ်ကိုရရင်ခရစ်တော်နဲ့ဆိုင်တယ်ခရစ်တော်ဆိုဘူးလေအသက်ရှင်သောဘုရား အတုပဖရားမဟုတ်ဘူးဘာဖရားလဲသာဝရဟသက်ရှင်သောဖန်ဆင်းရှင်ဖရားကဲတင်ရှင်ဖရားโอเคအဲ့တော့အဲ့တားတော်ကိုရိုက်အသက်ရမယ်ပြောပြီးသားအဲ့ဒါလေးကိုရစေချင်တာချက်တော်ရောက်စီတယ်ဒါကြောင့်လူဘဝဆိုခဏလေးဒီအချိန်မှာဖရားပေးတဲ့ဘဝလေးကိုရစေချင်တယ်ဆရာတော်ကဒါအောင်မြဲတမ်းပြောတာအဲ့ကြောင့်ဒီနေ့လဲဘာဖြစ်လဲနိုင်ငံတော်ကိုရောက်အောင်လုပ်ပါနိုင်ငံတော်လေးရောက်အောင်လုပ်ပါ နော် ိုနိုင်ငံနဲ့ဒီနိုင်ငံနဲ့မပြောနဲ့ခုနကပဲကျွန်တော်ညီကိုပြောနဲ့နေရာနဲ့မဆိုင်ဘူးဘယ်နိုင်ငံနဲ့မဆိုင်ဘူးဘယ်နိုင်ငံထဲမှာတင်ဘသူလက်ထဲမှာရှိရဆိုတာဆိုင်တယ်တစ်ဘွားရဲ့ကောင်းစားခြင်းမကောင်းစားခြင်းအမေရိကန်နိုင်ငံမှာနေပြီးတော့လူတယောက်လို့ဖျားပေးတဲ့လူတယောက်လို့ဘွားကိုမနေရလူတွေအများကြီးပဲကျွန်တော်ကျွန်တော်မျက်စိရှိပါအမေရိကန်နိုင်ငံမှာ လူလိုမနေရလူအများကြီးအာအဲ့လိုပြောရင်ဆိုဟာဆရာတို့တော့ဘယ်လိုပြောမှာမဟုတ်ဘူးကျွန်တော်စော်ကားတာမဟုတ်လူလိုမနေရဆိုတာလုံးဝစီစိန်နဲ့လုံးဝနဲ့နေရပွားမရှိလူအများကြီးခမင်းစားတော့တော့စိန်မရှိဘူးတဲ့ခလေးမွေးတာလည်းစိန်မရှိဘူးတဲ့ပမိုင်းမှာခလေးမွေးဘယ်လိုမွေးရလဲအာတစ်မျိုးလုံးကဟိုဘက်ကောတစ်ဘက်ကောရေးလဲလာပြုစုဘယင်မလို့ဘမပြေးပိုက်ကြီးတယ်ဆိုတော့ဘယင်မလို့နေရတာဟုတ်လားဟုတ်တယ် အာရေလည်းပြုစုတာဟမ်မွေးပြီးလည်းပြုစုတာခလေးဆိုကိုင်းစားမလို့ချီးစရာမလိုဘူးနှို့တော်မတက်ရှင်ရသေးတယ်ယောက်ကမတွေအမေတွေအတော်တွေကအိုးခလေးကိုပြုစုမှာဒီမှာအလုံးလုံးနေနဲ့ပြေးပြီးခလေးမွေးရတာအလုံးလုံးနေနဲ့တရက်ပဲခွင့်ရတယ်သွားမွေးပြီးတရက်ပြန်အေးနောက်နေ့လုံးပြန်ဝင်ခလေးကိုအိမ်မှာကြည့်နေတဲ့ကောင်ကြည့်မကြည့်နေတဲ့ကောင်သွားပြီ ခလေးမွေးတာတော့စိတ်မရှိဘူးတဲ့အမေရိကန်မှာတကယ်ပြောတာပတ်စံနည်းနည်းလေးအဆင်ပြေရင်တော့မစိုးဘောဗျာခြောက်လေလဲဆိုဟိုအလုံးလုံးရတဲ့ပတ်စံပေးမနဲ့သွားတယ်လို့မချောင်ဘူးအဲ့ဒါမိဘတွေရှိရင်ရှိမရှိတော့သေပြီးဂျုံးပြပြီလားဘာလို့အလုံးထွက်အောင်ခလေးကြည့်ရမှာခလေးကြည့်ရင်ဝင်ဝင်ရလက်တစ်ဖက်ပြတ်သွားပြီလင်မယားနည်းအောင်လုံးလုံးနိုင်မှာလက်နှစ်ဖက်အလုံးလုံးတယ်လို့ခေါ်တယ်အမေရိကန်မှာဒါဟွာဘောဗျာဟိုဟွာဘော တာမန်လူတန်းစားအများစုကိုကျွန်တော်ပြောတာပါဟိုတိတ် high class ကြီးကျွန်တော်မပြောပါဘူးဒါပေမဲ့ကျွန်တော်ပမာပြီးရလဲလာတဲ့ပမာပြီးသားက high class က high class ကလည်းနည်းပါတယ်နော်ပြောမယ်ဆိုရင်ဟိုဟာကပဲများပါတယ်နော်ဟိုတာမန်လူတန်းစားအခြေခံလူတန်းစားပုံများတယ်ဒါကြောင့်ဆရာကပြောပြတာ okay ဒါကြောင့်မလို့အရေးကြီးတာလူနဲ့တူတဲ့လူပေါ်နဲ့တူအောင်ဖျားကထားခြင်းလေဒါကြောင့်နိုင်ငံတော်ကိုရှာပါနိုင်ငံတော်တွေရောက်ဖို့လုပ်ပါအဲ့ဒါအရေးကြီးတယ်ဘာသာရေးတော့မရောက်နဲ့အသင်းတော်တွေရောက်လို့ပြောမလို့နဲ့ ငါနိုင်ငံတော်တွေရောက်ပြီလားခရစ်တော်တွေမှာငါအသက်ရှင်ပြီလားခရစ်တော်ငါတွေမှာအသက်ရှင်ပြီလားအဲ့ဒါနိုင်ငံတော်လို့ခေါ်တယ်အသင်းတော်တွေရလို့မပြောနဲ့အဲ့ဒါဘာသာရေးသွားပြီဘွားမင်းကဘွားဆုံးသွားပြီအခုတော့အသက်50ပဲရှိသေးတယ်ဟုတ်တယ်မလားအနာရောဂါတွေပြည့်နေပြီအဲ့ဒါသွားပြီဘာမှလည်းခင်ဗျာ live ကို enjoy လုပ်မှာအတွေးတွေပြည့်နေပြီဘယ်လိုလုပ်လဲဘယ်လိုလုပ်လဲဘယ်လိုဆက်သက်ရှင်လဲဟမ်အလုပ်မလုပ်နိုင်ရင် တော့ပြီပေးမယ်လည်းမပေးနဲ့တော့တွေ့လားဘယ်ရောက်လို့နေရနဲ့မဆိုင်ဘူးနိုင်ငံနဲ့မဆိုင်ဘူးဘယ်သူ့လက်ထဲမှာရှိရဆိုရင်ဆိုင်တယ်ဒါကြောင့်ဆက်ပြောချင်တယ်ဖေယားကဘာပြောလဲငါ့ကိုရှာပါငါ့ကိုရှာပါနော်နိုင်ငံတော်ထဲရောက်တဲ့လူဟာနိုင်ငံနဲ့မဆိုင်ဘူးဘယ်နေရာမှာနေရနဲ့မဆိုင်ဘူးဖေယားလက်ထဲမှာရှိတဲ့သူဟာဘယ်သူနဲ့မှမဆိုင်ဘူးဘာဘယ်ဘယ်အချိန်နဲ့မှမဆိုင်ဘူးဒီကောင်မတော်တော့ဒါကြောင့်ဆရာဒါလေးကိုပြောချင်တယ်မောင်တော့မှာဖြစ်တယ်နော်ဆိုတော့ဒါလေးကိုအမြန်လေးပြောပြတာဖြစ်တယ် အယောက်စတိုင်ရဲ့အသက်တာမှာတော့တာကြီးကောင်းကြီးဖြစ်စေပါကောင်းကြီးဖြစ်စေအတွက်ဖြစ်တယ်ဒါကြောင့်နေ့စဉ်ကိုယ်သက်တာကိုအဲ့တော့ပြောချင်တာနောက်ဆုံးပြောမယ်နော်ခဏရတဲ့ချိန်လေးမှာဖခင်ကအုံဆိုးခြင်းခွင့်လူကိုပေးထားတယ်ကိုကမိတ်ဆွေကျွန်တော်ပြောမယ်ဒီနေ့တင်ရအရာရာကိုအုံဆိုးနိုင်ပြီဆိုရင်အဲ့ဒါလူတယောက်ရဲ့ဖခင်ပေးတဲ့ဘဝကိုအမှန်ကန်ရတဲ့ဘဝလို့ခေါ်တယ်နားမလည်မှာဆိုလို့ဟုတ်ပြီနော်အချိန်ကိုလည်းခင်ဗျအုံဆိုးနိုင်ရမယ်ငွေကြေးကိုလည်းခင်ဗျအုံဆိုးနိုင်ရမယ်ငွေရောက်မှခင်ဗျမရှိအောင် အချိန်ရောက်မှခင်ဗျားမရှိအောင်ဘာသာတရားမှခင်ဗျားမရှိအောင်ခင်ဗျားရှိရမှာတခုဖျားအောက်မှာပဲရှိရမယ်ဟာလေလုယာဖျားအောက်မှာ မရှိရလို့သွားပြီကျွန်တော်အားလုံးကခင်ဗျားအိုဆိုးတော့မှာဖျားတော့ကိုဘာလို့လာလဲအိုဆိုးခြင်းအခွင့်တခုအာနာပေးပြီးသားโอเคဒါပေမဲ့ကိုကမအိုဆိုးနိုင်တော့ကျွန်တော်လေးကကိုအိုဆိုးလာမှာပဲအဲ့တော့ကိုကကျွန်တော်လေးကိုအိုဆိုးနိုင်ဖို့ကလည်းဘာဖြစ်လဲကိုဘာလို့မလို့လဲအဲအိုဆိုးနိုင်တဲ့ အရှင်လက်ထဲမှာကိုရှိဖို့လိုတယ် right အေးတော့ရှင်တို့ရောက်စီတိုင်းအသက်တာကိုပြင်ဆင်ပါတော့အခုရတဲ့ချိန်လေးမှာဆရာဦးမောင်တော့မှာဖြစ်တဲ့အတွက်ရန်လာတော့မယ်နော်ရောက်စီတိုင်းကိုပြင်ဆင်ကုန်ပြပါစေရှေ့ကိုပြမယ်နော်အဲ့တော့ဘာဖြစ်လဲကိုရဲ့ရှိတဲ့ချိန်လေးမှာကိုကဘသူအုပ်စိုးခံတာလဲနော်ငွေတော့မလိုက်ပါနဲ့ဘသူတော့မလိုက်ပါနဲ့ယေရှုကဘာပြောလဲ follow me follow me ယေရှုဘုရားနာကိုလိုက်ပါ hallelujah အရောက်စီတိုင်းကိုပြင်ဆင်ကုန်ပြပါစေ